Hello Manchester United ပြည်သူများအားလုံးပဲမင်္ဂလာပါ။တော့ဒီတပတ်ဆုံးနေ၃သက်ပြသွားမှာကတော့တော့ Bruno Fernandes ရဲ့အခန့်ကဏ္ဍကိုကျွန်တော်တိတလောက်လေးနည်းနည်း sharing လေးလုပ်ပေးမယ်။နော်။အဲ့တော့ဒီတပတ် International Break နှစ်ပတ်နားရတယ်ဆိုတော့ကျွန်တော်တို့ United ပွဲလည်းမကြည့်ရအောင်ပေါ့ဗျာ။ဒါမှမဟုတ်ကျွန်တော်တို့ United ပွဲမကြည့်ရပါနဲ့ United ရဲ့တည်င်ပလင်းလေးတွေရသလောက်လေးတွေကတော့ဒါကျွန်တော် fish မှာလည်းတင်ပေးတယ်ကျွန်တော်ရှင်နေထဲမှာလည်းဒါ ဒီတလောက်လေးတွေအကုန်လုံးမျှဝေပေးထားပါဗျာအဲ့တော့ကျွန်တော်တို့ Manchester United အသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီတပတ်ဆွေးနွေးသုံးသပ်သွားမယ့်အကြောင်းအရာလေးကဒါ Bruno Fernandes ကိုရွေးထုတ်ထားတယ်အဲ့တော့ဒီကြားထဲမှာကျွန်တော်တို့ Bruno Fernandes ရဲ့အကြောင်းအရာလေးဒီတလောက်လေးပေါ့ဗျာဒါကျွန်တော်ဒီတလောက်လေးပြောပါတယ်ကျွန်တော်ဒီတလောက်လေးကိုဒါရှင်းပြရမယ်ဆိုလို့ရှိရင် Bruno Fernandes ကသူ့ရဲ့ဒါကစားသမားကာရီယာဘဝကိုပေါ့ကာရီယာဘဝတစ်ခုဒါကျွန်တော်တို့ professional ကစားသမားလောကထဲကိုသူကဒါ ျွန်တော်တို့ဘိုးဘက်အီတလီနိုင်ငံရဲ့ဒါအသင်းငယ်တစ်သင်းဖြစ်တဲ့เนาะအီတလီစီရီဘီယာဒါအသင်းငယ်တစ်သင်းဖြစ်တဲ့ကျွန်တော်တို့နိုဘာရာဆိုတဲ့အသင်းလေးနဲ့သူ professional ဆောင်ရုပ်ရှုပ်လာတယ်ဒီကြားထဲမှာသူအီတလီမှာပဲထပ်ပြီးတော့ဒါအဲ့အဲ့အသင်းလေးမှာခြေစွမ်းပြတယ်ဆိုပြီးတော့နောက်ထပ်အီတလီမှာပဲကျွန်တော်တို့ဒါ Udine ကိုဒါ Udine ကြတော့လူတိုင်းသိပါတယ်လို့အီတလီစီရီအီယာ Udine အသင်းဒါ Udine အသင်းကိုသူက ဒါရောက်ရှိလာတယ်ပေါ့ဗျာ။ညကျွန်တော်တို့ပထမဆုံးနေတဲ့ Novaria အသင်းငယ်လေးမှာသူကသူ့အနေနဲ့အဲ့ဒီအဲ့တုန်းကဆို2012 2013ပေါ့ဗျာ။အဲ့တုန်းကဒါအဲ့ဒီအသင်းလေးကနေသူအဲ့ဒီအသင်းလေးမှာတစ်နှစ်တောင်မပြည့်ခဲ့ပဲနော် Udine အသင်းဟောတာအဲ့ဒီယာတီမှာပဲသူအဲ့ဒီယာတီပြပြချင်းပဲသူရောက်သွားတယ်။အဲ့တော့ Udine အသင်းမှာသူ3နှစ်ကစားခဲ့တယ်။ Udine အသင်းကနေပြီးတော့သူဒါအီတလီမှာပဲရှိသေးတယ်။နောက်ထပ်သူ Sampdoria ကိုသွားလိုက်သေးတယ်။ ်ဆန်တိုရီယာမှာတစ်နှစ်ကန်လိုက်သေးတယ်ဆန်တိုရီယာကနေသူပြန်လာတော့ဒါဆန်တိုရီယာမှာလည်းခြေစွမ်းနဲ့ပြရတယ်ဆိုပြီးတော့ဆန်တိရီယာမှာတစ်နှစ်မကြာပဲနဲ့နောက်ထပ်သူ supporting CV အဲ့တော့မှ Portuguese club တခုပြတဲ့ supporting CV ဆန်တိရီယာလည်း Italy ပဲကျွန်တော်တို့ပြောချင်တာဆန်တိရီယာလည်း Italy ပဲဒါ Novaria အသင်းငယ်လေးကနေ professional ဘွားကိုစပြီးတော့ Udine Udine ကနေဆန်တိရီယာဆန်တိရီယာကနေပြီးတော့သူ supporting cp ကိုဒါပေါ်တူဂီကိုရောက်လာတယ်ပေါ်တူဂီရောက်လာပြီးတော့မှဒါပေါ်တူဂီမှာ supporting cp အတင်းနဲ့ဒူးဒူးဒါ300ဒီ3နှစ်ပေါ့ဗျာ4နှစ်ကြာမှာ3နှစ်အဲ့တော့သူဒါဒုတိယရာဒီမှာသူ supporting cp နဲ့ liga phla တော့ရယူခဲ့တယ်အဲ့ဒါပြီးတော့ကျွန်တော်တို့2020 2019 2020မှာကျွန်တော်တို့ manchester united အတင်းကိုရောက်ရှိလာတယ်ပေါ့ ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကို2019 2020မှာရရတည်မှာပေါ့ရောက်ရှိလာတဲ့ကစားသမားတယောက်တားဘူနိုဖာနက်တက်ကအဲ့ဒီအချိန်ကနေစပြီးတော့ဒါမန်ချက်စတာယူနိုက်တက်ရဲ့တာဝန်တွေကိုဒါအကောင်းဆုံးကြည့်ပေါင်းထမ်းလာခဲ့တယ်ပေါ့ဗျာဒီကြတဲ့ရလက်ခြေစွမ်းမကောင်းလို့ဆိုပြီးတော့ဒါဘယ်နီးပြကမှနီးပြတွေအများကြီးပြောင်းခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီတာထဲမှာကျွန်တော်မန်ချက်စတာယူနိုက်တက်ရဲ့တာ2020ကနေအဖက်ဒီဘက်2000နဲ့ဒါ 2000နဲ့ဒါအခု26ထိ2025ထိပေါ့အဲ့တော့ဒီကြားထဲမှာနီပြတွေလည်းမျိုးမျိုးပြောင်းတယ်တို့ဒီမဲ့ဘရူနိုဖန်နက်တက်ကခြေစွမ်းနဲ့ကြာမသွားဘူးနော်ဒိုင်ဟန်ရတော့တဲ့အပိုင်းလေးတွေနည်းနည်းလေးတွေတော့ရှိမယ်နောက်ထပ်ကျွန်တော်တို့ဒါဒီကာလအတွင်းကျွန်တော်တို့မော်ချက်တာယူနိုက်တက်အသင်းနဲ့ဒါဆူဖလာပြောပါဆိုလို့ရှိရင်တော့သူအနေနဲ့ဒါကစားသမားဘဝတစ်လျှောက်လုံးဆူဖလာကတော့ဒါပေါ်တူဂီနဲ့အတူတူ nation league ယူထားတယ်နော်ပြီးလို့ရှိရင်ဒါ စပိုတေးစီဗီမှာအတုံးကလီကာဖလားနောက်သူတို့ရဲ့ပေါ်တူဂီလီဖလားတလုံးယူထားတယ်နောက်ထပ်မှယူမှာတော့ EFA Cup ပေါ့အချွေဖလားတလုံးနဲ့ဒါ FA Cup နော် FA Cup တလုံးယူထားတယ်ဒါတဟိုင်းနဲ့ယူတာပါဒါလူတိုင်းသိပါတယ်အဲ့တော့စူဖလားအနေနဲ့တော့သူ့အနေနဲ့နဲတယ်ဒါပေမဲ့ဘိုနိုဖာနဲ့တက်ကကျွန်တော်တို့ Manchester United အသင်းမှာနေမကတာ Premier League ထဲမှာပါအကောင်းဆုံးဒါကိုဖန်တီမုံအကောင်းဆုံးထဲကတယောက်ဖြစ်နေတယ် နောက်ထပ်မန်ယူအတွက်ကပွဲပေါင်း300နဲ့2ပွဲเนาะနောက်ထပ်ကန်အောင်မှာအများကြီးပွဲတယ်ပွဲပေါင်း300နဲ့2ပွဲမှာဂိုးကတော့100သွင်းပြီးတော့ပြီအဲ့တော့ဒီလိုကစားသမားတယောက်ပေါ့ဗျာအခုလက်ရှိချိန်မှာ Chelsea United မှာ Captain ယာရုကိုယူထားတယ် Captain တာဝန်နဲ့ဒါခြေစွမ်းရလဲအကောင်းဆုံးခြေစွမ်းမှာရှိတယ်တပွဲမှလည်းခြေစွမ်းလုံးဝအောက်တော့တယ်ဆိုတာလည်းမရှိသေးဘူးဒီနေ့အချိန်ထိ Manchester United အတွက်ဒါအကောင်းဆုံးအတင်းမှုတွေပြုလုပ်နေစေအသင်းပေါ်မှာလည်းဒါအသင်းကိုလည်းသူကိုယ်တိုင်မောင်းနေနေစေအဲ့တော့ ဘုန်းတော်ဖန်တဲ့တန်းနဲ့ပတ်သက်ပြီးတော့ဒါသူကနေရာက तू က AM ဆိုတဲ့ဟိုဘက်ဒါကွင်းလေအတက်ကင်းနောက်ဒါအတက်ကင်းကစားနိုင်တယ်နောက်ထပ် CM ဆိုပြီးတော့ Central ကြကြဒါကွင်းလေမှာလည်းကစားနိုင်တယ်အခု DM ဆိုတဲ့ဒါနောက်တန်းနဲ့ချိန်ဆက်ပြီးတော့ Defensive ဒါ Mid Defensive Mid ပေါ့နော်ဒါကွင်းလေเนาะဒါသူတို့ဒါကွင်းလေနဲ့ချိန်ဆက်ပြီးတော့ဒါခံကစားနိုင်တဲ့ DM အဒီယံကစားသမားနေရာလေအကောင်းဆုံးကစားနိုင်တယ်။ဒီလိုမျိုးနေရာတွေမိညာပေါင်းဆုံးကစားနိုင်တဲ့ဘူနိုဖာနန်တဲလိုကစားသမားမျိုးရှားတယ်ရှိတော့ရှိတယ်ရှားမယ်။အဲ့တော့ဘာဖြစ်လို့ဒါဘူနိုဖာနန်တဲကိုမျက်မုံကျိုးနေကြရလဲဆိုတော့တော့နားမလည်ဘူးပေါ့ဗျာတချို့ပြည်သက်တွေက။ဒါပေမဲ့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အတွက်ဒါဘူနိုဖာနန်တဲမရှိလို့ဒါမဖြစ်ဘူးလားဆိုတဲ့ပိုင်းလေးကျွန်တော်ထပ်စဉ်းစားမယ်။အဲ့တော့ဘူနိုဖာနန်တဲလောစီဒီပြအမိုရီရဲ့ဒါ အသင်းမှာဘူနိုဖာနက်ဒက်မရှိလို့မဖြစ်ပါဘူး။ဒါကျွန်တော်အမြင်ပါ။အဲတော့အသင်းတင်းတင်းမှာကစားသမားတယောက်မရှိလို့မဖြစ်ဘူးဆိုတဲ့အနေထားကတော့ဒါမဖြစ်သင့်ဘူးပေါ့လေ။ဒါပေမဲ့လုံးဝမဖြစ်ဘူးလို့ပြောတာမဟုတ်ဘူး။ဘူနိုဖာနက်ဒက်မရှိဘူးဆိုရင်ရုံးကန်ရတော့မှာ။ဒါသူ့အတွက်သူ့နေရာကိုအကောင်းဆုံးကစားဖို့ကစားသမားတယောက်မနဲ့ရှာဖို့ရတော့မှာ။ဒီပြရူပင်အမိုရင်နေနဲ့လည်းဒီအတွက်ထပ်ပြီးတော့ခေါင်းဆောင်အောင်မှာ။အသင်းအနေနဲ့လည်းပို့ပြီးထပ်ပြီးတော့အလုပ်တစ်ခုချောအောင်မှာ။ နောက်ထပ်သူတကယ်တမ်းဒါဘူနိုဖာနယ်ဒက်နေရာသုံးဖို့ကစားသမားရလာပြီပဲထားဒီကစားသမားကဘူနိုဖာနယ်ဒက်လောက်ကောင်းမလားဒါသူ့ထက်ပိုကောင်းမလားဒါမှမလွယ်ချက်တွေဘလို့ဘလို့တွေဆွန်သွန်သင်ဆုံးမပြီးတော့ဘလို့တွေဒါဒီနေရာအတွက်အကောင်းဆုံးနေတာဒါသူ့အနေနဲ့ဘလောက်ထိလှုပ်ပြနိုင်မလဲဘူနိုဖာနယ်ဒက်လောက်လှုပ်ပြနိုင်မလားအဲ့လိုမျိုးအိုင်နေလည်းရှိရပြီးတော့ပထမဆုံးစားစားရောက်လာတဲ့လူလူသစ်ဆိုတာကတော့လူဟောင်းနဲ့မတူပါဘူးပေါ့လေလူသစ်ဆိုတာလူသစ်အလျောက်ဒါယုံကန်ရတယ် စ조사ရတယ်ပြီးလို့ရှိရင်ပထမဆုံးစင်ခေါ်မှုတွေရင်ဆိုင်ရတယ်အဲ့တော့ရှီပီသားဘရူနိုဖာနာဒက်ကိုရှီပီသားဒီနေရာအတွက်အကောင်းဆုံးတယောက်ဖြစ်နေတဲ့ရှီပီသားဘရူနိုဖာနာဒက်ကိုရောင်းပြီးတော့နောက်ထပ်တစ်ယောက်အသစ်ဝယ်ပြီးတော့ဒီနေရာမှာအဖြစ်မယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးပြဿနာတွေကတော့ကြုံရမှာပဲအဲအကြောင်းမို့လို့ကျွန်တော်အနေနဲ့ပြောချင်တာကဒီဘရူနိုဖာနာဒက်မန်ချက်စတာယူနိုက်တက်မှာမရှိလို့ဒါမဖြစ်ပါဘူး အဲ့ဒါထွက်သွားရင်တော့ရတယ်ပေါ့လေကျွန်တော်ဆောင်းနာပြောခဲ့တဲ့ option တိုင်းဆိုလို့ရှိရင်เนาะသူ့နေရာမှာအစားထိုးဖို့လူရှိပြီးသားရောက်ပြီးသားเนาะအံဝန်ခွင့်ကြားမဖြစ်သည့်တိုင်အောင်ဒါအဲ့ကစားသမားကရုံးကန်အောင်မှာเนาะဒီနေရာမှာအကောင်းဆုံးကစားပေးနိုင်ဖို့အဲ့တော့အခုလက်ရှိအကောင်းဆုံးထဲကတယောက်ဖြစ်နေတဲ့ကစားသမားကိုထိန်းထားလိုက်ပြီးတော့ကျွန်တော်ဘူနိုဖာနန်ဒက်နဲ့ပဲနောက်ထပ်เนาะကစားသမားနောက်ထပ်ကစားသမားတွေရှာဖွေပြီးတော့ဒါအဆွဲခေါ်ရမှာပေါ့ဗျာ ဒါလူတိကစားသမားတွေကိုအဲ့လိုမျိုးအဲ့တော့ကျွန်တော်ပြောချင်တာကဒီနေရာအတွက်ဒါဘရူနိုဖာနယ်ဒဲရဲ့နေရာမှာဘရူနိုဖာနယ်ဒဲလောက်ကောင်းမဲ့ကစားသမားဘရူနိုဖာနယ်ဒဲရဲ့စိတ်တစ်ပိုင်းဆိုင်ရာဘရူနိုဖာနယ်ဒဲရဲ့ပိဆက်မှုတွေနဲ့ဓာတ်တူမဲ့ကစားသမားကတော့မရှိတော့ပါဘူးအားကြောင့်ဘရူနိုဖာနယ်ဒဲကိုကျွန်တော်အနေနဲ့မထွက်စီရှင်တာပါလာ transition နဲ့ပြိသက်တွေကိုကျွန်တော် option အနေနဲ့ဒါပြောပြတာပုံများတရားတော့အဲ့တော့ဘုန်းနဖာနဲ့နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ခန့်ကဏ္ဍတွေအကျယ်ကြီးပေါ့လေသူရဲ့ sorry လိမ့်နဲ့ပြဿနာတာ ခေါ်ဖို့တွားဖို့လာဖို့လုပ်တဲ့ပြဿနာတွေရောဒါအချုပ်ရခနေတာဒါသတင်းမီဒီယာရောတော့သတင်းမီဒီယာပဲတခုမှတိတိကျကျစိတ်ရှယုံကြည်ရတဲ့သတင်းမီဒီယာဆိုတာမရှိဘူး။အကောင်လုံးကဒါထင်အောင်ထင်မှားတွေတင်နေကြတာ။နော်တေချာတိကျတဲ့သတင်းဆိုလို့ဒါကစားသမားရှော့ကနေရောဟဲ့ရောဒါရောက်သွားပြီဆိုတဲ့ချိန်ကြမှာနော်ဒါဟီယောကိုဖြစ်သွားပြီဆိုတဲ့အခါကြမှာဒါယုံကြည်ရတာ။အဲ့တော့ဘောလုံးရဲ့လောကကြီးကကြည်ပြန့်တယ်။အားကြောင့်မို့လို့သတင်းဆိုတာအဲ့တော့သတင်းပါပဲ။ အဲ့တော့ဒါလေးကတော့ကျွန်တော်အမြင်ပေါ့လေဘူနိုဖာနန်ဒက်နဲ့ပတ်သက်ပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းမှာဘူနိုဖာနန်ဒက်ထမ်းဒါထမ်းပိုးလာခဲ့တဲ့မန်ချက်စတာယူနိုက်တက်အသင်းဆိုလို့လည်းမမှားဘူးဘူနိုဖာနန်ဒက်ကဒါအကောင်းဆုံးလက်ရှိချိန်ထိအကောင်းဆုံးကစားသမားတစ်ယောက်ဆိုလို့ရှိရင်လည်းဒါမမှားဘူးဘူနိုဖာနန်ဒက်ကိုမန်ချက်စတာယူနိုက်တက်အသင်းကလိုအပ်နေဆဲဘူနိုဖာနန်ဒက်ကိုတိုင်ရလဲအသင်းပေါ်မှာရှိလဲရှိတဲ့တော့ပေးလဲပေးဆက်တဲ့နောက်ထပ်ဘူနိုဖာနန်ဒက်ဒါကောင်းလဲကောင်းတယ်ပေါ့ဗျာဒါဒီပရီးမီးယားလိဂ်ထဲမှာလည်းအကောင်းဆုံး the best ် sense ဒါ the most sense maker the most sense creator ဖြစ်နေတယ်အဲ့တော့ဒီကစားသမားလေးကိုကျွန်တော်တို့ Manchester United အသင်းနေနဲ့ Bruno Fernandes ကိုဆက်ပြီးတော့ဒါထားတင်လားကျွန်တော်တို့ Manchester United အတွက် Bruno Fernandes ဒါမရှိလို့မဖြစ်လားဆိုတာနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အနေနဲ့ဒါမြင်သလောက်လေးပေါ့နော် Bruno Fernandes ရဲ့အခက်အခဲတွေကိုပြောရမယ်ဆိုလို့ရှိရင်တော်တော်ကြည်ပါတယ်ဒါလေးကတော့ကျွန်တော်သိသလောက်ပါ ဒါကျွန်တော်တည်တဲ့လောက်ကိုဒါ sharing လေးလုပ်ပေးတာပါအားလုံးကိုကျေးဇူးတင်ပါတယ်မန်ချက်စတာယူနိုက်တက်ပရိသတ်များကိုစိတ်နှပြချမ်းသာရှာတာကြပါစေ